က်ရှိ US ကအင်ချင်မြေဈေးကွက်မှာ mortgage အတိုးနှုန်းတွေကအရင်ကထပ်ပိုပြီးတော့တဖြည်းဖြည်းနဲ့ပြန်ပြီးတော့တက်လာနေတယ်။ပြီးခဲ့တဲ့ September လ18ရက်တုန်းက Federal Reserve ကသူ့ရဲ့ Federal Funds Rate ကို0.25%ဒီအဝင်ချရလို့ကြေညာပြီးကတည်းကခုနောက်ပိုင်းမှာတပတ်ပြီးတပတ်အတိုးနှုန်းတွေကတဖြည်းဖြည်းနဲ့ပြန်တက်လာတာကိုကျမတို့ တွေ့ရပါတယ်အဲ့တော့ကျမရဲ့ clients တွေကလည်းချို့တွေ refinance လုပ်ဖို့အဆင်ပြေတဲ့သူတွေကလုပ်ကြပေမဲ့အချို့ကျတော့လည်းထပ်ပြီးတော့ချအောင်မလားဒီနှစ်ထဲမှာအတိုးနှုန်းတွေကျဖို့ရှိလားဆိုပြီးတော့မကြခဏမေးတာမျိုးတွေကျမတို့ကြုံရတယ်အခုကျမတို့ဒီ market ထဲမှာပြောနေတာကတော့ဒီနှစ်အတွင်းမှာတစ်ခေါက်သို့မဟုတ်နှစ်ခေါက်လောက်ထပ်ပြီးတော့ဒီ Federal Reserve ကအတိုးနှုန်းချပေးသွားဖို့ရှိတယ်ဆိုပြီးတော့ပြောတယ်ဒါပေမဲ့ဒါကတေချာလားဆိုတော့လည်းဘယ်သူမှအတိအကျမပြောနိုင်ပြန်ဘူး အဲ့ဒါကြောင့်မလို့ဒီနေ့ဗီဒီယိုမှာတော့ mortgage interest rate တွေကို influence ဖြစ်တဲ့အချက်တွေကိုကျွန်မကရှင်းပြပေးမှာဖြစ်ပါတယ်ခုလိုမျိုး mortgage rate အပေါ်မှာတက်ရောက်တဲ့စီးပွားရေးဈေးကွက်ချက်အလက်တွေကိုနားလည်သွားတဲ့အခါကျရင်ကိုကိုတိုင်းဘယ်အချိန်မှာအင်ဝဝယ်ရမလဲဘယ်အချိန်မှာ refinance လုပ်သင့်တယ်လဲပြီးတော့ဘယ်အချိန်မှာကိုယ်ကရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်ရမလဲဆိုတာကိုတည်တည်ချာချာစဉ်းစားချင်းချင်းပြီးတော့ဆုံးဖြတ်ချက်တွေကိုရေးရေးလုပ်နိုင်မှာဖြစ်ပါတယ် ခုဆက်လက်ပြီးတော့ဒီ mortgage interest rate တွေမှာတက်ရောက်မှုရှိတဲ့အချက်တွေတွေကပထမဆုံးတစ်ခုဖြစ်တဲ့ Federal Reserve အကြောင်းကိုပြပြပေးပါမယ်။ Federal Reserve ဆိုတာက US မှာဆိုရင်တော့သူ့ကိုဘဟုဘဏ်လို့လည်းခေါ်တယ် Central Bank လို့လည်းခေါ်တယ်။ဒီ Federal Reserve က mortgage အတိုးနှုန်းတွေအပေါ်မှာတိုက်ရိုက်တော့တက်ရောက်မှုမရှိဘူး။သူကသွယ်ဝိုက်တော့နီးလန်းနေတော့တက်ရောက်မှုရှိတယ်။ ။ဘာကြောင့်လဲဆိုတော့ Federal Reserve က mortgage rate ကိုသတ်မှတ်တာမဟုတ်ဘူးသူသတ်မှတ်တာ federal funds rate ကိုသတ်မှတ်တာပါ federal funds rate ဆိုတာက bank တွေအချင်းချင်းသူတို့ overnight ချီးတဲ့နှုန်းကိုပြောတာပါတကယ်လို့ federal reserve ကအပြည့်လောကမှာ inflation တွေများနေတယ်ဒီ inflation ကိုတတ်ချင်တယ်ဆိုရင်သူကဒီ federal funds rate ကိုတိုးလိုက်တယ်ဒါဆိုလို့ရှိရင် bank တွေအချင်းချင်းငွေချီးတဲ့အခါမှာ rate တွေကပိုပြီးတော့များနေမယ်အဲ့တော့ငွေကိုလွယ်လွယ်နဲ့မရတဲ့အတွက် inflation ကိုပို့ပြီးတော့သူက control လုပ်နိုင်မယ်လို့ယူဆတယ်။တကယ်လို့ Federal Reserve ကပြင်မာရှိတဲ့ဒီစီးပွားရေးကိုပို့ပြီးတော့နှုံဆော်ခြင်းနဲ့စီးပွားရေးပို့ပြီးဖွံ့ဖြိုးတိုးတက်အောင်လို့ incentive ပေးခြင်းနဲ့ဆိုလို့ရှိရင်သူတို့ရဲ့ Federal Funds Rate ကို short ချလိုက်တယ်။ ဲ့ဒါကြောင့်မလို့ Federal Reserve ရဲ့အခန်းကဏ္ဍကတော့ mortgage interest rate မှာတိုက်ရိုက်ကြီးတက်ရောက်မှုမရှိဘူးဒါပေမဲ့သူက Federal funding rate ကို control လုပ်ပြီးတော့စီးပွားရေးတိုးတက်လာတာနဲ့စီးပွားရေးကိုလှုံ့ဆော်မှုတွေပြုလုပ်တဲ့အခါမှာတော့သုံးဝင်တဲ့အရေးပါတဲ့အခန်းကဏ္ဍဆိုရင်လည်းမမှားပါဘူးအဲ့တော့ဒီ mortgage rate မှာ နောက်ထပ်အမှန်တကယ် အရေးပိုပြီးတော့ပါတဲ့အခန်းကဏ္ဍကနေမှရှိတဲ့အရာပါလဲဆိုတော့ inflation မှာ inflation က mortgage rate မှာဘယ်လိုမျိုးတက်ရောက်တယ်လဲဆိုတော့တကယ်လို့အပြင်မှာ inflation ကအရင်မြင့်နေတဲ့ငွေကြေးဖောင်းပွားမှုကများနေတယ်ဆိုလို့ရှိရင်ငွေကြေးတန်ဖိုးကကျဆင်းတယ်အဲ့ဒီအခါမှာ mortgage မှာထုတ်ချီးတဲ့ lenders တွေဘက်ကကြည့်မယ်ဆိုလို့ရှိရင်သူတို့ချီးပေးတဲ့အတိုးနှုန်းကသာနည်းနေပြီးတော့ငွေကြေးဖောင်းပွားမှုကပိုများနေမယ်ဆိုရင်သူတို့ကအတိုးကို ပို့ပြီးတော့မြင့်ပြီးတော့ယူကျင်ကြတယ်အဲ့လိုမှမဟုတ်ဘူးဆိုရင်သူတို့ရဲ့ကုန်ကျစရိတ်ကိုတော့ကာမိမှာမဟုတ်ဘူးငွေကြေးဖောင်းပေါင်းမှုကများပြီးသူတို့ချိလိုက်တဲ့အတွန်းတော့ကနည်းတဲ့အခါမှာနောက်နှစ်မှာသူတို့ဒီချိလိုက်တဲ့ငွေကိုပြန်ရရှိတဲ့အခါကြလို့ရှိရင်သူတို့ရရှိတဲ့ငွေရဲ့တန်ဖိုးကနည်းနေမယ်အဲ့ဒါကြောင့်မလို့ inflation ကပြင်မာမြင့်နေတယ်ဆိုလို့ရှိရင် mortgage rate တွေကလည်းပို့ပြီးတော့မြင့်တက်တယ် inflation ကပို့ပြီးတော့နည်းနေတယ်ဆိုလို့ရှိရင်တော့ mortgage rate တွေလည်းပို့ပြီးတော့နည်းနိုင်တယ်လို့ယူဆလို့ရပါတယ်နောက်ထပ် mortgage rate တွေအပေါ်မှာတည်ရောက်မှုရှိတဲ့အရာဘာလဲဆို တော့10 year treasury yield ပါသူရဲ့တက်ရောက်မှုကတော့တခြားအရာတွေထက်ပိုပြီးတော့အဓိကကျတယ်လို့ပြောလို့ရတယ်10 year treasury yield ဆိုတာက US government ရဲ့ treasury bond မှာမှသူက130ရှိတယ်10နှစ်ရှိတယ်9နှစ်ဆိုတာမျိုးရှိတယ်ဒါပေမဲ့အဲ့ဒီထဲမှာ10 year treasury yield ရဲ့ return နဲ့ mortgage interest rate ရဲ့ return နဲ့က mera လို့ပဲတစ်ခုနဲ့တစ်ခုတူတူပဲလို့ပြောလို့ရတယ်အဲ့တော့ 10-year treasury yield တက်တယ်ဆိုလို့ရှိရင် mortgage interest rate ကလည်းတက်တယ် 10-year treasury yield ကကျတယ်ဆိုလို့ရှိရင် mortgage interest rate ကလည်းကျပါတယ်ဘာလို့လဲဆိုတော့ investor တွေအနေနဲ့အပြစ်မှားစီးပွားရေးရာတည်ငြိမ်မှုမရှိဘူးငွေကြေးဖောင်းပွားမှုတွေများနေတယ်အဲ့ဒါဆိုရင်သူတို့က risk များတဲ့ investment တွေဖြစ်တဲ့ stock တို့ဘာလို့ invest မလုပ်တော့ဘဲနဲ့ဒီ10 year treasury yield ကိုသူတို့ကသူတို့ရဲ့ငွေတွေကိုအမှတွားပြီးတော့ invest လုပ်ကြတယ်ရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်ကြတယ်အဲ့တော့ investor များများက10 years treasury yield မှာ invest လုပ်တယ်ဆိုလို့ရှိရင် treasury ရဲ့ return ကပို့ပြီးတော့ နဲမဲ့ဘာကြောင့်လဲဆိုတော့ demand များတဲ့အတွက်ကဲလို့အပြင်မှာစီးပွားရေးတွေကောင်းနေစီးပွားရေးပို့ပြီးဖွံ့ဖြိုးတိုးတက်တဲ့ဘာညာဆိုလို့ရှိရင်ဒီ investor တွေကသူတို့ကဒီ bonds တွေကိုမဝယ်တော့ဘဲနဲ့ bonds တွေမှာ invest မလုပ်တော့ဘဲနဲ့တခြားပို့ပြီးတော့ risk နဲ့များပြီးတော့ return လေးများတဲ့ investment တွေဖြစ်တဲ့ stock market မှာသွားပြီးတော့ invest လုပ်ကြတယ်။အဲ့ဒီခါဒီမှာဆိုလို့ရှိရင်သူတို့က investor တွေကိုပို့ပြီးတော့ဆွဲဆောင်တဲ့သဘောနဲ့ treasury yield ရဲ့ return ကိုပို့ပြီးတော့တိုးပြီးတော့ပေးတယ်။ mortgage interest rate ကဒီ10 year treasury yield ကို follow လုပ်တယ်ဆိုတော့ကိုကိုတိုင်းဒီ treasury yield ကို သိကျင်တယ်ဆိုလို့ရှိရင် Google မှာ10 year treasury yield ရဲ့ chart ဆိုတာကိုရှာပြီးတော့ကြည့်လို့ရတယ်အဲ့ဒီမှာဒီနေ့စဉ်ပေါ့နော် treasury bonds ရဲ့ yield ကအတက်အကျအပြောင်းလဲတွေကိုကျမတို့မြင်ရမှာဖြစ်ပါတယ်နောက်ထပ် mortgage rate အပေါ်မှာတည်ရောက်မှုရှိတဲ့နံပါတ်၄အချက်ကဘာလဲဆိုတော့ US ရဲ့စီးပွားရေးတိုးတက်မှုနဲ့အလုပ်အကိုင်း ပေါများမှုတွေပါတကယ်လို့များတိုင်းပြည်အတွင်းမှာစီးပွားရေးရဖွံ့ဖြိုးတိုးတက်တယ်ဆိုလို့ရှိရင်အလုပ်ကိုင်တွေလည်းတိုးတက်လာမယ်ဒီ corporate တွေကလည်းသူတို့ရဲ့ spending power ကိုပို့ပြီးတော့တိုးချဲ့မယ် ဲ့တော့အလုပ်တွေအများကြီးခေါ်မယ်ဝန်ထမ်းတွေငှားမယ်စီးပွားရေးတိုးချက်မှုတွေပြုလုပ်မယ်နောက်ပြီးသွားလို့ရှိရင်ပြည်သူတွေအနေနဲ့ကလည်းအလုပ်ကိုင်တွေလည်းရှိတယ်စီးပွားရေးတွေအဆင်ပြေတယ်ဆိုတော့အာ consumer spending power လည်းပိုပြီးတော့တိုးတက်လာမယ်လူတွေကပတ်စံတွေကိုအသုံးပြုမယ်ငွေကြေးပိုပြီးတော့ကောင်းတယ်ပေါ့နော်ဒါပေမဲ့ဒီလိုအချက်ကလည်းတိုင်းပြည်အတွက်ကောင်းတယ်ဆိုပေမဲ့ inflation ဖြစ်စေဖို့ အဓိကအကြောင်းရင်းတွေထဲမှာလည်းတစ်ခုပါတယ်အဲ့ဒါကြောင့်မလို့တကယ်လို့များဒီလိုမျိုးစီးပွားရေးကောင်းမွန်လာတဲ့အခြေအနေဖြစ်တယ်ဆိုလို့ရှိရင် inflation ရဲ့အန္တရာယ်ကလည်းကျောက်ရတာဖြစ်တဲ့အတွက် Federal Reserve နဲ့သူ့ရဲ့ investor တွေကသူတို့ရဲ့ interest rate ကိုပို့ပြီးတော့ဒုံးမြင့်ကျင်ကြတယ်အဲ့လိုမှမဟုတ်ဘဲနဲ့အလုပ်အကိုင်းတွေရှားပါတယ်စီးပွားရေးကလည်းတိတ်ပြီးတော့တိုးတက်မှုမရှိဘူး slow down ဖြစ်တယ် ဲ့လိုမျိုးအခြေအနေတွေရှိတယ်ဆိုရင်လူတွေက recession ပေါ့နော်စီးပွားရေးချုပ်ချုံကြတဲ့ပြဿနာတွေကိုသူတို့ကကြောက်ရွံ့နေရတဲ့အနေရရှိတယ်ဆိုလို့ရှိရင်တော့တိုးနှုံးတွေကပိုပြီးတော့ကြာဖို့ရှိပါတယ်အဲ့ဒါကြောင့်မလို့ကျမတို့အနေနဲ့အမြဲတမ်းဒီစီးပွားရေး job growth နဲ့ employment data တွေကိုအမြဲတမ်းမျက်ချိမပြတ်ကြည့်နေဖို့လိုတယ်အလုပ်လက်မဲ့တွေပေါ်တယ်စီးပွားရေးမကောင်းဘူးဆိုလို့ရှင်တော့ inflation ကညှော်နေနိုင်တယ်အတိုးနှုန်းကျနိုင်တယ်အဲ့လိုမဟုတ်ဘဲနဲ့စီးပွားရေးအရင်တိုးတက်တယ်ဆိုရင်တော့တိုးနှုန်းကပိုပြီးတော့တက်နိုင်တဲ့အလားအလာတွေရှိပါတယ် US က mortgage interest rate ကိုတက်ရောက်စေတဲ့အရာတွေကဒီ US စီးပွားရေးတစ်ခုတည်းပဲလားဆိုတော့လည်းမဟုတ်ပြန်ဘူးတကယ်တော့ global events တွေနဲ့ investor sentiments တွေကလည်း ီ US ရဲ့ mortgage interest rate ပေါ်မှာအများကြီးတက်ရောက်မှုတွေရှိပါတယ်။ American နိုင်ငံအတွင်းမှာစီးပွားရေးရာတည်ငြိမ်မှုတွေရှိရဆိုပေမဲ့လည်းဒီကမ္ဘာပေါ်မှာ တပတ်နိုင်ငံတွေကြားထဲမှာစစ်ပွဲတွေဖြစ်ဖို့အလားအလာတွေရှိတယ်။နောက်ပြီးတော့တခြားတနေရာမှာ stock market crash ဖြစ်နေတယ်။ဒီလိုအချက်တွေရှိတယ်ဆိုလို့ရှိရင်လည်းဒီ investor တွေအနေနဲ့အားတောင်းလန့်ပြီးတော့သူတို့ဟာဒီ US Treasury yield မှာသူတို့ရဲ့ယင်းနှိမ့်မြုပ်နှံမှုတွေလာလို့ကြတယ်။အဲ့တော့ US Treasury bonds တွေကိုဝယ်ကြတယ်။ bonds တွေကိုလူတွေအဝယ်များတဲ့အတွက် demand ပိုများတယ်။အဲ့တော့ bonds ရဲ့ yield တွေကျတယ်။ bonds ရဲ့ yield တွေကျတယ်ဆိုလို့ရှိရင် ီ mortgage interest rate ကလည်းပိုပြီးတော့ကျလာတာကိုတွေ့ရမယ်တကယ်လို့များကမ္ဘာစီးပွားရေးတွေပိုပြီးတော့ပြန်ကောင်းလာတယ်တခြား pandemic လိုဟာမျိုးတွေမရှိတော့ဘူးအားလုံးတည်ငြိမ်မှုတွေပြန်ဖြစ်လာတယ်ဆိုလို့ရှိရင်တော့ investor တွေက bonds ကို invest မလုပ်တော့ဘဲနဲ့တခြားပိုပြီးတော့ return ပိုများတဲ့ investment တွေမှာသွားပြီး invest လုပ်ကြတယ်အဲ့ခါကြလို့ရှိရင် US က treasury ကလည်း invest လုပ်တဲ့ demand များလာအောင်လို့ သူက incentive ပေးတဲ့အနေနဲ့ rate ကိုတိုးပြင်ပေးတယ်အဲ့ဒီအခါမှာအတိုးနှုန်းတွေကလည်းပို့ပြီးတော့တတ်နိုင်ပါတယ် mortgage rate ကိုနောက်ထပ်တက်ရောက်မှုရှိတဲ့အချက်တစ်ချက်ကဘာလဲဆိုတော့ mortgage back securities ပါ mortgage back securities ဆိုတာဘာလဲကျမတို့တွေအိမ်ဝယ်တဲ့အခါမှာ home buyer state အနေနဲ့ mortgage loan ကိုယူရမှလား mortgage loan ကိုယူပြီးတော့သူတို့ကအိမ်စာချုပ်ကိုလက်မှတ်ထိုးတယ်ပြီးသွားလို့ရှိရင်သူတို့ကဒီ lender ကိုလာစီ monthly mortgage တွေပေးတယ်။ဒါပေမဲ့အသိမကြဘူးဒီ lenders ကဒီ mortgage ကိုတခြား company တစ်ခုကိုရောင်းလိုက်တယ်။ပြီးလို့ရှိရင်နောက်ကုမ္ပဏီတစ်ခုကိုထပ်ရောင်းနေသူတို့ကဘာလုပ်တာလဲဆိုတော့ဒီ mortgage ပါတဲ့ security တစ်ခုအနေနဲ့သူတို့က secondary market မှာအယောင်းဝယ်ပြုလုပ်ကြတာပါအဲ့ဒါကို mortgage back securities လို့ခေါ်တယ်တကယ်လို့များအဲ့ဒီ mortgage back securities တွေကို demand များတယ်လူတွေများများလိုချင်ကြတယ်ဆိုလို့ရှိရင် lenders တွေက အတိုးနှုံးတွေကိုရှော့ချလိုက်တယ်ဒီ mortgage rate security နဲ့ပတ်သက်ပြီးတော့သူတို့က invest လုပ်တဲ့ investor တွေကိုအတိုးအများကြီးမပေးတော့ဘူးဒါပေမဲ့ပြင်မှာဒီ mortgage rate securities တွေကိုလိုချင်တဲ့ demand နည်းနေတယ်ဆိုလို့ရှိရင်တော့ lenders တွေကသူတို့ရဲ့အဲ့ဒီ securities တွေကိုဝယ်အောင်လို့ဆိုပြီးတော့အတိုးတွေကိုတိုးမြင့်ပြီးပေးတယ်။ဒါမှ investor တွေအနေနဲ့အခြားရင်းနှီးမြှုပ်နှံမှုတွေနဲ့ရှင်တဲ့အခါမှာဒီ mortgage back securities တွေကသူတို့အတွက် attractive ဖြစ်အောင်လို့အတိုးနှုန်းတွေကိုတိုးမြင့်ပေးတယ်။အဲဒါကြောင့်မလို့ဒီ MBS တွေအတွက် demand များတယ်ဆိုလို့ရှိရင်အတိုးနှုန်းကနည်းနိုင်တယ်။ MBS တွေအတွက် demand နည်းတယ်ဆိုလို့ရှိရင်တော့ mortgage interest rate တွေကပိုပြီးတော့များနိုင်ပါတယ်။ mortgage rate တွေကိုတည်ရောက်မှုရှိတဲ့နောက်တစ်ချက်ကဘာလဲဆိုတော့ဒီ housing market ရဲ့အခြေအနေပါဒီအိမ်ချမ်းမြေလောကမှာအိမ်ချမ်းမြေဈေးကွက်က hot market ဖြစ်နေတယ်အိမ်ဝယ်သူတွေအများကြီးများနေတယ်လူတော်တော်များများအိမ်တွေကိုဝိုင်းပြီးဝယ်ကြတယ်ဆိုလို့ရှိရင် mortgage lender တွေအနေနဲ့ကဒီအတိုးနှုန်းတွေပေါ်မှာသူတို့အမျက်ကိုပို့ယူတယ်အပြင်မှာသူတို့ထုတ်ချီလိုက် rate ကိုသူကနည်းနည်းလေးတိုးလိုက်တယ်အဲ့ဒါမှသူတို့ရဲ့ဒီ risk နဲ့ပြီးတော့ volume ပေါ်မှာသူတို့က control လုပ်နိုင်အောင်လို့ဖြစ်ပါတယ်အဲ့လိုမဟုတ်ဘဲနဲ့ဆိုလို့ရှိရင်တော့ပြင်မှာ market က slow ဖြစ်နေတယ်။ demand လည်းတိတ်မများဘူး။အိမ်ဝယ်တဲ့သူတွေကလည်း recession ဖြစ်မှာကိုကြောက်ကြတယ်။တိုးနှုန်းတွေရမ်းများတဲ့အခြေအနေမျိုးမျိုးကြောင့်အိမ်မဝယ်ကြဘူးဆိုလို့ရှိရင်တော့သူတို့ကနည်းနည်း stimulate လုပ်ပေးတဲ့အနေနဲ့အတိုးနှုန်းတွေကိုနည်းနည်းပို့ပြီးတော့ချပေးတယ်။အဲ့ဒါကြောင့်မလို့ housing market က mortgage rate တွေပေါ်မှာလည်းအများကြီးတည်ရောက်မှုရှိတယ်လို့ပြောလို့ရပါတယ်။အခုနောက်ဆုံး ချင်းချင်းချုပ်ဆိုရမယ်ဆိုလို့ရှိရင်တော့ mortgage interest rate ဆိုတာအချက်တစ်ချက်ထဲမှာမူတည်နေတာမဟုတ်ဘူးစီးပွားရေး data တွေပေါ်မှာမူတည်တယ် Federal Reserve ပေါ်မှာလည်းမူတည်တယ်ပြီးတော့ inflation rate တို့ economic data တို့ပြီးတော့ global events တို့တခြား investor demand တို့အဲ့ဒီအပေါ်တွေပေါ်လည်းအများကြီးမူတည်နေတာဖြစ်တဲ့အတွက်တိုးနှုတ်အတက်အကျဆိုတာက ဘယ်တော့မှ random မဟုတ်ဘူးအဖက်ဖက်ကရှိတဲ့အချက်တွေအများကြီးအပေါ်မှာမူတည်ပြီးတော့ investor တွေက market မှာဘယ်လိုမျိုးသူတို့ခံစားရလဲဆိုတာပေါ်မူတည်ပြီးတော့မှအတိုးနှုန်းကအတက်အကျဆိုတာကပြောင်းလဲဖြစ်ပေါ်နေတာပါအဲ့ဒါကြောင့်မလို့ကိုကအိမ်ဝယ်တော့မယ် refinance လုပ်တော့မယ်ဆိုလို့ရှိရင်ကြည့်တဲ့အရာတွေကတော့10 year treasury yield ကိုကြည့်ရမယ် inflation report ကိုလည်းလေ့လာရမယ် fed meetings ကဘာတွေပြောလဲ federal reserve ရဲ့ chairman ကသူ့ရဲ့ meeting မှာဘာတွေပြောလဲဆိုတာကိုလည်းလေ့လာရမယ်နောက်ပြီးတော့ job reports တို့ economic data တို့ ဒီအချက်တွေကိုလည်းကျမတို့အနေနဲ့မျက်ခြေမပြတ်ကြည့်သင့်ပါတယ်ဒါမှအတိုးနှုန်းအတက်အကျဆိုတာကိုအတိအကျခံမနိုင်ပါဘူးဒီလိုအချက်တွေကသာကိုယ့်အတွက်ဘယ်အချိန်မှာ အတွုံးုံကို lock လောက်ကမလဲဘယ်အချိန်မှာကိုယ့်ရဲ့ investment တွေကို account ထဲပေါ်တင်တယ်လဲဆိုတာတွေကိုသူတို့ကကို signal ပေးနေမယ်အဲ့ဒါကြောင့်မလို့တွုံးုံအကြောင်းကိုလေ့လာခြင်းနဲ့ဆိုရင်ရှေ့မှာပြောခဲ့တဲ့ challenge တွေကိုတခုချင်းစီလေ့လာဖို့အရင်အရေးကြီးပါတယ်ကျွန်မနာမည်ဝင်းမြတ်သူပါကျွန်မက American နိုင်ငံက mortgage နဲ့ real estate professional တယောက်ပါအဲ့ဒါကြောင့်မလို့ကျွန်မကူညီပေးလိုက်တဲ့ first time home buyer estate investor တွေ American နိုင်ငံအနှံ့အပြားမှာအခုဆိုရင်များပြားရှိပါတယ်အဲ့တော့ကိုလည်း mortgage refinance လုပ်တော့မယ် ကိုယ့်ရဲ့အိမ်ဝယ်တော့မယ်ရောင်းတော့မယ်ဘီရဲ့အစိမ်းနဲ့ပတ်သက်လာလို့ရှိရင်ကျမနဲ့ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်အားလုံးကျေးဇူးများကြီးတင်ပါတယ်နောက်ဗီဒီယိုကြိုင်တွေ့မယ်